။အားလုံးပဲမြင်လာပါဗျ။ကျွန်တော်တို့တွေကလာပြီးဒီတွေရောက်ရင်ဆရာကြီးဘာတွေလောက်ကမလဲ။နော်လူမျိုးမေးကြတယ်။ဘလို့စီနေလို့တင်လဲလာပြီးနေမှာဘာကုသိုလ်ကောင်းမှုတွေလောက်ကမလဲ။အဲ့လိုမျိုးပြောကြတယ်။အဲ့တော့လာပြီးနေဒီမှာကျွန်တော်လှုပ်လို့ရမယ့်ဟာတွေတစ်ချက်ပြောပေးချင်တာပါ။အဲ့တော့ဒီတစားမုံလာပြီးမှာမဟုတ်ဘူး။ ဘယ်လားပြမဆိုလို့လို့ရတဲ့နေလန်းလေးဖြစ်ပါတယ်အဲ့တော့လားပြနေရဘယ်နည်းနဲ့တိုက်ဆိုင်ရင်ဘာလောက်ကမယ်ဆိုတာမျိုးရှိတယ်ဗျအဲ့ဒါလေးကတသက်တာအတွက်မှတ်သွားစေခြင်း ਨੇ နော်အဲ့တော့လားပြနေဆိုတဲ့အတိုင်းလားပြနေရကျွန်တော်တို့ကတနင်္လာပိုင်ဆိုးတယ်လားပြည့်တယ်ဆိုတာတနင်္လာအားကောင်းတယ်တနင်္လာဆိုတာရေဓာတ်အေးဓာတ်မြစ်တာဓာတ်ဖြစ်တယ်နော်ဒါကြောင့်ပဲဖះပွင့်ခဲ့တဲ့ဟာတွေတရားဟောခဲ့တဲ့ဟာတွေကိုကြည့်လိုက်လားပြည့်နေတွေဖြစ်နေတာတွေ့ရလိမ့်မယ်အဲ့တော့ လာပြီနေရောက်ပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ကလဲဆိုတော့ဖះចောင်းဆောင်ရေတက်ပယ်ရပါတယ်နော်ဖះចောင်းဆောင်ကိုကျွန်တော်တို့ရေတက်ပယ်ပေးရတယ်နော်တောက်တော်ကြီးအစ်စ်လဲတာကြီးတောက်တော်ကြီးကွက်လေးတွေစေကြောတာမျိုးတွေဖះចောင်းဆောင်ကိုတန့်ရှင်းရေလုပ်တာလေလောက်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးတန့်ရှင်းတာမျိုးကိုသူကဖះចောင်းဆောင်ကိုရေလောက်ပါတယ်ဖះဆင်းလို့တော့ကြီးဆင်းလို့တော့ဘာများဆိုတော့ရောင်တော်ဖွင့်တာတွေလုပ်မယ်နော်ဖះចောင်းဆောင်တွေမှာ ည်းနည်းပါအမိုက်ဖုံပါညာဝင်နေတဲ့အချို့ဟာတွေရှိတယ်ဟိုအဲ့လိုဟာမျိုးဆိုရင်တေချာကျွန်တော်တို့အတန်ရှင်းကြီးပြန်လို့ကြတယ်ပေဖျားတောက်တော်ကြီးဘွက်လေးတွေတေချာရေစီးကြွားရတယ်တောက်တော်ကြီးတွေအစ်စ်လဲရတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကလာပြည့်နေ့ဒီမှာလောက်ကြတယ်လောက်ပြီးရင်ကျွန်တော်တို့ကမေတ္တာအားကြီးတဲ့ရက်ဖြစ်တဲ့အတွက်လာပြည့်နေ့ဒီမှာကျွန်တော်တို့ကမေတ္တာပို့ရတယ်အဲ့တော့မေတ္တာတုတ်တွေများများရွတ်တာမျိုးတွေမေတ္တာပွားတာမျိုးတွေဂုံတော်မေတ္တာဦးစားပေးပွားရတယ်နော်ဘာဖြစ်လို့ဆိုတော့ လာပြီးနေရဲ့အာသာချက်ကအဲ့ဒါလေအဲ့တော့မြည်သည့်လာပြီးမဆိုအဲ့ဒါလေလောက်ကတယ်အဲ့ဒါအပြင်ကျွန်တော်တို့ကလာပြင်းနေနဲ့ဘယ်နည်းတိုက်ဆိုင်ရင်ဘာလို့ဆိုတာမျိုးရှိတယ်ဗျအဲ့တော့လာပြင်းနေမှာကုတူထူးတွေကျွန်တော်တို့ကလှုပ်ချင်တယ်ဆိုရင်လာပြင်းနေရာတောက်ကြာနေနဲ့တိုက်ဆိုင်ခဲ့သည်ရှိတော့တဲ့နောက်ဒီဒီဇောင်မလာပြင်းကတော့လာပြင်းနေရာတောက်ကြာနေနဲ့တိုက်ဆိုင်တယ်ဒါကြောင့်ကျွန်တော်ကဒါကိုဦးစားပြီးပြောတာလာပြင်းနေရာတောက်ကြာနေနဲ့တိုက်ဆိုင်ခဲ့သည်ရှိတော့တဲ့စေးုံစေးကန်တက်နေကြတဲ့လူနာတွေကိုဒါနတော့ပြုရပါတယ် တော့ဒါနပြုတဲ့နေရာမှာငွေကြေးတော်လကောင်ဝတ္ထုပစ္စည်းတော်လကောင်အစားအသောက်တော်လကောင်ကြိုက်တာဒါနပြုရတယ်အဲ့တော့တောက်ကြနေနဲ့လာပြင်းနေနဲ့တိုက်ဆိုင်နေဆိုရင်ကျွန်တော်တို့ကကုသိုလ်တွေလုပ်တဲ့နေရာမှာကြိုက်တဲ့ကုသိုလ်လုပ်လုပ်လို့ရတယ်ဟောဘီဒင်ရရာအနေနဲ့ဟောဆရာကြီးဘာလုပ်လို့ရလဲဆိုရင်ဆေးုံဆေးကန်တက်နေတဲ့လူနာတွေကိုဒါနပြုပါဒါအလွယ်ဆုံးနေမှတ်ပါနော်ကိုကြိုက်တာလုပ်လို့ရတယ်နော်ကုသိုလ်ကကျွန်တော်တို့ကဘာလို့ပါဘာလို့ပါစီမံခန့်ခွဲလို့မရဘူးကိုကြိုက်တဲ့ကိုကိုစိတ်ပါရလုပ်လို့ရတယ်ဒါပေမဲ့ ဘီရင်ရရအနေနဲ့မလုပ်လို့ရလဲဘာကုတူလေးကျွန်တော်လုပ်ရင်အဆင်ပြေမလဲဆိုရင်တော့စေုံစေကန်တက်နေတဲ့လူနာတွေကိုကျွန်တော်တို့စေဝါတော်၎င်းမုတ်တော်၎င်းဝေကြီးတော်၎င်းထောက်ပံ့ပါကူညီပါဒါကိုကျွန်တော်ပထမအဆုံးပြောလိုပါတယ်စနေနေ့အဲ့တော့စနေနေ့ဟာလာပြီနေ့နဲ့တိုက်ဆိုင်နေခဲ့သည်ဖြစ်တော့စနေနေ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကလူကြီးမိဘတွေကိုလက်ဖက်ချောက်တို့နော်လက်ဖက်အဆို့တို့လက်ဖက်အချောက်တို့လူကြီးမိဘဆိုတာအဖေလဲရတယ်အမေလဲရတယ် ဦးကြီးပါကြီးအတော်ကြီးအဖိုးအဖွားအနီးနားမှာရှိတဲ့လူကြီးနော်အိမ်မှာကိုအကြီးဆုံးကိုထက်ကြီးတာမရှိတော့ဘူးဆိုကိုအနီးနားမှာကိုထက်အသက်ကြီးတဲ့လူကိုလက်ဖက်ချောက်လက်ဖက်အဆိုးရှူပေးရပါတယ်ဗျာဒါဘေးရင်ရေရရတော့တင်းနေကိုနေလို့နေမျိုးတွေမှာလာပြင်းနေနဲ့တိုက်ဆိုင်နေဒီနေ့ကလာပြင်းနေတင်းနေကိုနေနေလဲတိုက်ဆိုင်နေဆိုရင်ကျွန်တော်တို့ကအနီးဆုံးလူတွေကိုတဲ့ကိုအနီးနားမှာရှိတဲ့အနီးကပ်နေတဲ့လူတွေကိုကုတို့ပြုတ်ပေးရနော် အနီးကနေတဲ့လူတွေဖြစ်တဲ့အတွက်အိမ်သားတွေလည်းဖြစ်မယ်အိမ်ဒီနာချင်းတွေလည်းဖြစ်မယ်ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုအဆောင်တွေပါနေတဲ့ဆိုရင်ကိုယ့်ရဲ့အဆောင်သူအဆောင်သားတွေလည်းဖြစ်မယ်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ကမဟုတ်ဝဲကျွေးလိုက်တာမျိုးလို့တခုခုလှုပ်ကျွေးလိုက်တာမျိုးလို့ဒီလိုမျိုးလုပ်ပေးရတယ်အကောင်းဆုံးကတော့လေကျွန်တော်တို့ကမုံရင်းကားချက်ကျွေးတာတော့တင်းတင်းကုန်နေမျိုးမှာဆိုရင်လာပြင်းနေတဲ့တိုက်ဆိုင်နေဆိုရင်ကို့နားလူဒါကတော့အိမ်မှာမုံရင်းကားချက်စားကြတယ်အိမ်ဒီနာချင်းတွေဝေလိုက်တယ် အဆောင်မမွေးငါချက်ကြကြတယ်ကိုကုံကြခံလိုက်တယ်ကိုဆောင်သူဆောင်သားတွေကျွေးလိုက်တယ်နော်အာကိုအိမ်နီးနာချင်းတွေကိုရဲ့တိမ်ထဲမှာရှိတဲ့လူတွေအာကိုအိမ်မှာအလုပ်သမားတွေရှိတယ်ကိုအနီးဆုံးမှာရှိတဲ့အလုပ်သမားတွေကိုတခုခုဝယ်ကျွေးလိုက်တယ်မွေးငါပေါ့ကောင်းတာတော့မွေးငါတော့ထိရောက်ဆုံးနော်တင်းနေဦးနေနေလာပြင်းနေနဲ့တိုက်ဆိုင်အဲ့လိုပဲတနေ့လာလာပြင်းနေနဲ့တိုက်ဆိုင်နေတယ်ဒီနေ့ကလာပြင်းနေလည်းဖြစ်တယ်တနေ့လာနေလည်းဖြစ်တယ်ဆိုရင်ကျွန်တော်ကကိုရဲ့အောက်လက်ငယ်သားတွေကိုလက်ဆောင်ပေးရပါတယ်တဲ့နော်ဘာလက်ဆောင်မဆိုပေးလို့ရတယ် ်နော်အဲကိုကအထက်လူကြီးဆိုရင်ကိုအောက်ကဝန်ထမ်းတွေအဲကိုကအိမ်ကမိဘဆိုရင်ကိုသားသမီးတွေနော်ကိုကလူပြိုကြီးဆိုရင်ကိုတူတူမတွေစသဖြင့်ကိုထက်ငယ်တဲ့လူတူတူတယောက်ကိုလက်ဆောင်ပေးရတယ်လာပြီးနေတဲ့တိုက်ဆိုင်အဲအဲ့လူတွေလက်ဆောင်ပေးပြီးဆူတောင်းနေဆိုရင်ကျွန်တော်တို့အများကြီးထိရောက်တယ်ပို့ပြီးတော့အဲ့အဲ့လူကုသိုလ်လုပ်ပြီးမှဆူတောင်းရင်ပို့ပြည့်တယ်လို့ကျွန်တော်တို့ပြောပါတယ်နော်အင်္ဂါနေ့အင်္ဂါလိုနေ့မျိုးတွေမှာဆိုရင်တော့ကိုယ့်ရဲ့အိမ်ရှိမှာတွာလာနေတဲ့လူတွေကို ကုသိုလ်လို့ပြုရတယ်ဘယ်လိုဟာမျိုးကုသိုလ်ပြုလဲဆိုရင်ကျွန်တော်တို့ကအုံးလို့ပါတဲ့မုတ်တွေကိုကုသိုလ်ပြုရတယ်ဒီနေ့ကအင်္ဂါနေ့လည်းဖြစ်တယ်လာပြည့်နေ့နဲ့တိုက်ဆိုင်နေဆိုရင်ကိုယ့်ရဲ့အိမ်ရှိမှာသွားနေရတဲ့လူကိုဟောပါတော့အုံးလို့ခောက်ဆွဲလေးခေါ်ကျူးလိုက်တာမျိုးအုံးလို့ပါတဲ့အုံးလို့ကြောက်ကြော်လေးလက်ဆောင်ပေးလိုက်တာမျိုးကျူးလိုက်တာမျိုးဒီလိုမျိုးလုပ်ပေးတာကအကောင်းဆုံးလို့ပြောတယ်နော်ဒါဆိုရင်ကျွန်တော်တို့အင်္ဂါနေ့ရပြီဗုဒ္ဓဘုနေ့ဒီနေ့ကဗုဒ္ဓဘုနေ့လည်းဖြစ်တယ် ်လာပင်းနေလဲတိုက်ဆိုင်နေဆိုရင်ဗုဒ္ဓဘူးနေတွေလာပင်းနေတွေတိုက်ဆိုင်နေဆိုရင်ねကျွန်တော်တို့ဒါကြုံလို့ပြောပြတာပေါ့ဖျားနေကစားတင်တာမျိုးတွေဆောင်ရွက်လို့သိကောင်းတယ်ဗုဒ္ဓဘူးနေနဲ့လာပင်းနေနဲ့တိုက်ဆိုင်နေဆိုရင်ဖျားနေကစားတင်တာမျိုးတွေအိမ်တက်တာမျိုးတွေအလုပ်လို့အရန်ကောင်းပါတယ်အဲ့တော့အိမ်မတက်ရသေးဘူးဖျားနေကစားမတင်ရသေးဘူးဆိုတဲ့လူတွေအဲ့ဒီနေ့မှာလှုပ်ကြည့်ပါအဲ့ဒါထိရောက်ပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ကအဲ့လိုနေမျိုးရောက်လာပြီဆိုရင်ねကျွန်တော်တို့ဘာတွေလောက်ကြလဲဆိုတော့နော်ကိုအနီးနားမှာရှိတယ် ဘာသာတရားလုံနေတဲ့ပုံကိုယ်ကြီးတဲ့နော်ဘာသာတရားလုံတဲ့လူပုံကိုယ်ကြီးဘာသာရေးတိတ်လိုက်စားတယ်ဆိုတဲ့လူပုံကိုယ်ကြီးနော်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့စေးလူရပါတယ်ဟောအခုနီးနားမှာတော့ဘာသာရေးလိုက်စားတဲ့လူပုံကိုယ်ကြီးမရှိဘူးဆိုရင်ဘုန်းကြီးယဟန်တွေကိုကျွန်တော်တို့စေးလူရပါတယ်နော်အဲ့လိုမျိုးကိုလုံကြည့်ပါအဲ့ဒါဆိုရင်ကောင်းပါတယ်ဟိုနေကစားတင်တာတော့အိမ်တက်လို့တာတော့ဒါကြုံလို့ပြောပြတာပါနော်အဲ့လိုကြာတာပရိပြ ဂျာဗာပရီလိုနေမျိုးရောက်လာပြီဆိုရင်တဲ့ဂျာဗာပရီလိုနေမျိုးရောက်လာတယ်။လာပြီနေ့ကလည်းဂျာဗာပရီနေဖြစ်တယ်ဆိုရင်တဲ့မိမိအနေနဲ့မိမိချစ်ရတဲ့သူ အချစ်ရဆုံးသူနော်အချစ်ရဆုံးသူကိုလက်ဆောင်တစ်ခုကိုပေးရပါနော်အချစ်ရဆုံးသူကိုဘယ်သူအချစ်ရဆုံးဖြစ်လဲဘယ်သူကိုဟိုပါပြအချစ်ရဆုံးသူကိုလက်ဆောင်တစ်ခုကိုပေးရတယ်အဲဒီလက်ဆောင်ကလည်းဖြစ်နိုင်တယ်ဆိုရင်လည်းကျွန်တော်တို့ကဘလို့ဟာမျိုးတွေ ပိုကောင်းလဲဆိုတော့အရင်နဲ့ပတ်သက်တဲ့လက်ဆောင်ဖြစ်ကြတယ်တဲ့။နောက်အရင်နဲ့ပတ်သက်တာဆိုရေမွေးရတယ်ဗျာ။နော်ရေမွေးလို့ပါလို့ကြား။နောက်ပြီးတော့ဟိုအရင်နဲ့ပတ်သက်တာဆိုဟိုအစီပေါ့မျက်နာတက်စေးလို့ပါအဲ့ဒါတွေပေးရတယ်။အဲ့တော့ဂျာတာပရင်းနေလည်းဖြစ်တယ်လာဘင်းနေလည်းတိုက်ဆိုင်နေဆိုကိုချရတဲ့သူမျက်နာတက်စေးလေးတွေပေးတာလေးရေမွေးလေးတွေပေးတာမျိုးတွေဒီလိုမျိုးတွေကိုလုပ်ပေးရတာကိုယ်တော်ပို့ပြီးတော့ကံကောင်းစေတယ်အဲ့လိုတွေပေးပြီးတော့ဆုတောင်းတယ်ဆိုရင်ပို့ပြည့်ပါတယ် လောက်ဆိုတော့ကျွန်တော်တပတ်လည်ပြည့်သွားပြီဆိုတော့သဘောပေါက်မယ်ဖြစ်ပါတယ်အဲ့တော့မြည်သီးလာပြင်းနေမှာဆိုဘယ်နည်းနဲ့တိုက်ဆိုင်လဲကြည့်ပြီးတော့ကုသိုလ်ပြုနိုင်ကြပါစေအထူးသဖြင့်တော့ကျွန်တော်တို့ဖះเจ้าဆောင်တတ်ရှင်တာဖះရည်တက်ပေတာတောက်တော်ကြီးလေးတွေညောင်ရိုးလေးတွေတက်ရှင်လို့တာနော်ဖះကိုအေးအေးနဲ့ပတ်သက်တဲ့အချိုရင်းနဲ့ပတ်သက်တဲ့ကတွေနော်တတိဖြော်လေးတွေနဲ့ပတ်သက်တာတွေဖះကတ်တာမျိုးတွေလုတ်ပေးတာကတော့အကောင်းဆုံးပဲအဲ့တော့လာပြင်းနေရအဲ့လိုမျိုးတွေလုတ်တဲ့တယ်အဲ့တော့ဒီလာပြင်းရအောင်ဆိုရင်ကျွန်တော်တို့ဘာဒီကောင်းလဲဆိုတော့ဘရနီနတ်ခတ်ဖြစ်တဲ့အတွက် ဟိုညအထိဟိုကနက်ခတ်ကည7နာရီလောက်မှကြက်တီကနက်ခတ်ပြောင်းတာအဲ့ဒီမတိုင်ရင်ဗရယ်လီနက်ခတ်ဖြစ်တဲ့တော့ငွေကြေးကန်အားကောင်းစေတဲ့နက်ခတ်ဖြစ်တယ်ဗရယ်လီနက်ခတ်နက်ခတ်မှာဆန်းရှင်ပြီးမွေးတဲ့ကလေးတွေဆိုရင်ငွေကြေးချမ်းသာတယ်နော်ဟိုတကယ်ကိုမဟိတနက်ခတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကငွေကြီးပေါ့ကျော်သွားတယ်။ဒါကြောင့်လေဘရန်ဒီနက်ခတ်တွေမှာကျုံလာရဲဆိုတော့ကျွန်တော်ကငွေရကားထားတဲ့ရုပ်ကပါပဲ။ဒါကြောင့်လာမဲ့သောင်မုံလာပြင်းနေရငွေရကားထားတဲ့ရုပ်တဲ့နဲ့မြတ္တာတုတ်ရွတ်တာမျိုးတွေငွေရကားတာဒီဝါတိပိကားထားတွေနော် အခြားငွေရကာထာတွေအများကြီးရှိပါတယ်လက်ရွှင်ကာထာငွေရကာထာဒါတွေရွတ်တာကပို့ပြီးတော့လက်ရွှင်ကန်ကောင်းပါလိမ့်မယ်ဒါအပြင်ကျွန်တော်တို့မနိုင်ဖြာလာပြင်းနေဖြစ်တဲ့အဆောင်မိုးလာပြင်းနေည7နာရီဝင်းကျင်လောက်ပါတဲ့နော်လိုက်အောင်အောင်ပါကျွန်တော်တို့ရေကိုရေတန့်ပေါ့ရေတန့်ပေါ့နော်ကျွန်တော်ဖလားတဲ့တော့လကောင် ဖန်ခွက်ထဲတော့လောရေထည့်ပါထည့်ပြီးတော့လရောင်အောင်မှာတနာရီလောက်ထားထားပြီးတော့အဲ့ဒီရေလေးကိုပြန်သိမ်းတာပါအဲ့ဒီရေလေးကိုတောက်ပေးခြင်းဖြင့်စားပွင့်စေပါတယ်လက်ရွှယ်စေပါတယ်လူချစ်လူခင်များစေပါတယ်เนาะဒါကတော့ကြုံလို့ပြောပြတာဖြစ်ပါတယ်ဟိုဘယ်လိုပြောမလဲဆိုတော့လာပြီးနေမှာလှုပ်လို့ရတဲ့အစီအရင်လေးနော်လာပြီးဒီမှာတိတ်တိတ်တင်လို့ရတဲ့ဟာဒီတော့ဗီဒီနဲ့ဆိုင်တဲ့ကိစ္စတွေအများကြီးရှိတော့ဒါတွေကလူပုဂ္ဂိုလ်တယောက် နေနဲ့ဘီဒီနားမလဲတဲ့လူတယောက်တွေနဲ့ live လုပ်မယ်ဆိုရင်အဆင်ပြေမှာမဟုတ်ဘူးသိမှာလည်းမဟုတ်ဘူးအရှိကြီးရှောက်ပြောနေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလောက်ကတော့အားလုံးလုပ်လို့ရတဲ့နည်းလမ်းတွေဖြစ်ပါတယ်နောက်ဆုံးသဘောပေါက်မယ်ထင်ပါတယ်လာပြင်းနေရောက်ရင်လုံလုံရမယ်ကုသိုလ်လေးတွေလှုပ်ချင်းပြပိုပြီးကံကောင်းမှုတွေရရှိပိုင်ဆိုင်နိုင်ကြပါသေးတယ်။